မရှိလို့ရဲ့တဏိတာကိုလမ်းဆန်းတွကြပြီးတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုလိုချင်တာလိုချင်တယ်ဆိုတော့ကျွန်တော် box လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းနဲ့အဲ့ဒါကတော့ box ဆက်လေးပဲဖြစ်တယ်ဒီ box ဆက်လေးထဲမှာဆိုရင်အဝင်ပစ္စည်းက၄မျိုးပါတယ်ဒါက protein powder ဒါက coffee milk ဒါက collagen အမုပ်ဒါကကြတော့ရတော့လုတ်တဲ့ powder ပေါ့နော် ပေါင်းပစ္စည်း၄မျိုးပါတယ်ဒီပေါင်းပစ္စည်း၄မျိုးကမိတ်ဆွေရဲ့တဏိတာကိုဘလို့မို့လမ်းဆန်းတွကြပြီးတော့ဘလို့ကျမ်းမာရေးနဲ့ညီညွတ်အောင် လှုပ်ဆောင်ပေးတယ်လဲဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဒီဘောက်ချက်ထဲမှာပစ္စည်းအမျိုးအစား၄မျိုးထဲမှာကျွန်တော်ပထမဆုံးအနေနဲ့မိုးကလိုဂျင်လေးနဲ့အရင်ပြောပြပေးမယ်။ကျွန်တော်မနက်အိပ်ရာစပြီးဆိုတော့ねဘာမှမစားမတောက်ပဲနဲ့အရင်ဆုံးတောက်တော့မှာကဒီကောလဂျင်ဒီမိုးကလိုဂျင်ကိုတောက်ပေးရမယ်။ကောလဂျင်ဆိုတာကတော့ကျွန်တော်တို့အားလုံးသိထားရတော့အသားရည်အတွက်ပေါ့နော်။ဒါပေမဲ့ကောလဂျင်ကနော်အသားရည်အတွက်ပဲမဟုတ်ဘူးနော်။အယိုးအစစ်တွေကြော့တားတွေကြော့တားတွေနဲ့တခြားတော့ connective tissue တွေဖြစ်တဲ့အစာရည်နေရာတွေတွေးကြောနေရာတွေမှာလည်းကောလဂျင်ရှိတယ်။ နော်ဒါပေမဲ့ကျွန်တော်တို့အတားကြီးအတွက်ဆိုရင်တော့တိုက်ပေါ်နဲ့တိုက်ပြီး collagen ကအတားကြီးတော့ကောင်းတယ်အထူးသဖြင့် marine ဆုပ်ကနေထုတ်ထားတဲ့ collagen တွေကအတားကြီးတော့ပိုကောင်းတယ်ဒီအောင်ဆိုတော့ပင်လေရေအောက်ကနေရရှိတဲ့နော်တူနာငါးနဲ့လှုပ်ထားတာတူနာငါးရဲ့အတားနဲ့လှုပ်ထားတဲ့ collagen ဖြစ်ပါတယ်ဒါကြောင့်မို့ဒီ collagen လေးကိုနေ့စဉ်တောက်တုံးမယ်ဆိုရင်တော့အတားကြီးကိုတင်းရင်းပြီးတော့ကြည်လင်အတားကြီးကိုကြည်လင်ပြီးတော့တင်းရင်းလာပါချင်မှာပဲဖြစ်ပါတယ်မနဲ့အိယာနိုးတိုင်းတနေ့ကိုတထုပ်တောက်ပေးနိုင်ပါတယ်နောက်တစ်မျိုးကကြတော့ coffee brazilian arabic coffee လို့ခေါ်တယ် သူကကြတော့ဘယ်ချိန်ထိတောက်လို့ရလဲဆိုတော့အခုမနက်ပိုင်းတောက်တာတော့ပိုကောင်းတာပေါ့နော်မနက်ပိုင်းအစမနက်စာစားပြီးရင်တောက်လို့ရတယ်ဒါမှမဟုတ်နေ့လေစာစားပြီးရင်တောက်လို့ရပါတယ်ညဘက်တော့တောက်ရင်တော့မသိမ့်တော့ဘူးနော်ဘာလို့လဲဆိုတော့ကော်ဖီဆိုတာကတော့ကျွန်တော်တောက်ပြရရင်လမ်းဆန်းတကြွနေညဘက်တောက်တာတော့မကောင်းဘူးနော်ဟုတ်ပြီအဲ့တော့ဒီကော်ဖီကိုတောက်တာကကြတော့ပိန်ကျင်တဲ့သူတွေဆိုတော့နော်အစမစားခင်တောက်သူကကြတော့အမြင်တက်များဆိုတာပါတဲ့အတွက်သူ့မှာကအဲသူကအစစားခြင်းစိတ်ကိုထိမ့်ညီပေးတယ်နော်အစစားခြင်းစိတ်ကိုစွတ်ချပေးတဲ့အတွက်အစမစားခင်တောက်ပေးမယ်ဆိုရင်နော်ကောင်းတယ် အကယ်လို့ကိုကဝိတ်တင်ခြင်းတဲ့သူတွေဆိုတော့ဒါအစာစားပြီးတောက်မနက်စာစားပြီးဒါတောက်မယ်နေ့လယ်စာစားပြီးဒါတောက်မယ်နော်အဲ့ဒါဆိုရင်ဒါသူကသမင်းတပကံစားတာနဲ့ညီညာတယ်အဲ့တော့ကျွန်တော်သမင်းတပကံသမင်းစားပြီးဒါတောက်မယ်ဆိုရင်နောက်ထပ်သမင်းတပကံစားတာနဲ့တူတူပဲနော်ကော်ဖီဆိုတဲ့အတိုင်းလမ်းဆန်းတော့ကြောက်မှုကိုသူကပေးစွန့်တယ်နောက်ပြီးတော့သူ့မှာကငါးကနေထုတ်ထားတဲ့ကော်လာဂျင်ပါတဲ့အတွက်ဒီကော်ဖီလေးကိုနေ့စဉ်တောက်ပေးမယ်ဆိုရင်အသားရည်ကိုလည်းကြည်လင်စေတယ်နောက်ပြီးတော့သူကအင်ဆူလင်လည်းပါတယ်အင်ဆူလင်ပါတဲ့အတွက်ကြီးကျူတွေးကျူဓမ္မတွေလည်းတောက်လို့ရပါတယ်သူ့ရဲ့အနက်အနက်နဲ့အရာဓာတ်လေးကလည်း မွေးပြီးတော့ဒါတောက်လို့ကောင်းတယ်သူကအင်ဆူလင်ထည့်သွင်းထားတာဖြစ်တဲ့အတွက်ခြုံခဲရတာရတယ်အဲ့တော့ coffee မှခြုံလာကြိုက်တဲ့သူတွေဆိုတော့ဒီ coffee လေးကပို့ပြီးတော့တင့်တော်တယ်နောက်ပြီးအင်ဆူလင်ပါတဲ့အတွက်စီးလူဓမ္မကြီးတွေပို့ပြီးတော့တင့်တော်ပါတယ် coffee ဆိုပေမဲ့လည်းဒီကောင်ကနော်ဟိုရင်းတုံသားတွေပါရတော့မရှိပါဘူးရင်းတုံချင်းလည်းမရှိဘူးဒါနေ့စဉ်တောက်တုံးမယ်ဆိုတော့နှလုံးအားကိုတော့မှကောင်းစေပါတယ်ဟောကိုအမြင်တတ်ပါတဲ့အတွက်နော်ဝမ်းကိုလည်းမှန်စေပါတယ်နော်အဲ့ဒါဒါလေးကတစ်ခု protein နော် hypro strawberry သူကကြတော့ เนาะကျွန်တော်တို့ကြွက်သားတွေအတွက်လိုအပ်တဲ့ protein ဓာတ်ကိုဖြည့်ပေးတာဖြစ်တယ်သူ့မှာက protein ဓာတ်ကြွယ်ဝတဲ့အပင်လေးမျိုးကနေထုတ်ထားတဲ့ protein ဖြစ်ပါတယ်သူကကြတော့ဓာတ်ဒီကျွန်တော်တို့ခန္ဓာကိုယ်အတွက်တနည်းတာလိုအပ်တဲ့ amino acid နဲ့ mineral ဓာတ်တထုတ်ဓာတ်တွေကိုလည်းဖြည့်တင်ပေးတာဖြစ်တယ်အဲ့တော့သူ့ကိုเนาะကျွန်တော်တို့ဘယ်လိုလူမျိုးတွေတောက်မလဲဆိုတော့เนาะတနည်းကုန်ခမင်းမိဟင်းမိအလုတ်များနေတဲ့သူတွေဆိုတော့เนาะဓာတ်လေးကိုအစမစားခင်တနည်းကိုတစ်ကြိမ်တောက်တော့ပေးမယ်ဆိုတော့တနည်းတာအတွက်လိုအပ်တဲ့အာဟာရဓာတ်ကိုဖြည့်တင်ပေးပါတယ်နောက်ပြီးတော့ဝိတ်တင်ခြင်းတဲ့သူတွေဆိုတော့တနည်းကို၃ကြိမ်တောက်လို့ရတယ် ဲဘယ်လိုတောက်မလဲဆိုတော့မနှမ်းမနှက်စရာမစားခင်နေ့လေတာမစားခင်အစာမစားခင်တနေ့ကိုသုံးချိန်တောက်ပေးမယ်ဆိုရင်တော့ weight ကိုယ့်ရဲ့ weight ကတက်လာမှာဖြစ်တယ် weight ချခြင်းတဲ့သူတွေဆိုရင်တော့တနေ့ကိုနှစ်ချိန်တောက်ပေးမယ်အစာစားပြီးရင်တောက်ရမယ်နော်မနှက်စရာစားသွားပြီဆိုရင်ဒီကောင်လေးကိုတထုပ်တောက်ပေးမယ်ဆိုရင်တော့အစာစားခြင်းစိတ်ထိန်းကြည့်ပေးတယ်နောက်ပြီးညနေပတ်ကြရင်ကျွန်တော်၄ချိန်နဲ့လုပ်ပြီးသွားပြီဆိုရင်တော့၄ချိန်နဲ့လုပ်ပြီးဘိုက်စားလာမယ်ဘိုက်စားတဲ့ခါကျရင်အဲ့ဒါတော့တခြားတွေမစားဘဲဒါလေးကိုအစားထိုးပြီးတောက်ပေးမယ်ဆိုရင်လေဒါ weight ချလို့ရပါတယ်နော်ဒီကောင်လေးကတော့ strawberry အရသာလေးဖြစ်တဲ့အတွက် နော်စတော်ဘယ်ရီရတာလေးဖြစ်တဲ့အတွက်အရတာလည်းကောင်းပါလေသူသူ့ကိုရေ150 200 200 200 ml နဲ့ဖြောပြီးတော့တောက်တော့ပေးနိုင်မယ်ဘူးလေးနဲ့ရေဘူးလေးနဲ့ရှိတ်ပြီးတော့ကျော်တောက်နိုင်ပါနောက်တစ်ခုကကျတော့ဒါဒီကတော့ရက်တော့လောက်တာပေါ့နော်ရက်တော့လောက်တာသူကကျတော့ fight to v လို့ခေါ်တယ်သူ့မှာကတော့အဓိကပေါင်းစီးရာ TVD နဲ့တခြားတော့ပေါင်းဝင်ပစ္စည်းတွေပါတယ်အမြင်တတ်များစွာပေါင်းဝင်နဲ့ဒီအမုံနေနဲ့ဒါထုတ်လုပ်ထားတာဖြစ်ပါတယ်အပုံမှန်ဆုံးတော့ကျွန်တော်ခန္ဓာကိုယ်ကနော် အော်တိုဓာတ်တော့လုတ်ပြီးပါတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေစိတ်တောက်တွေကိုတဘာဝအလျောက်လုတ်ပြီးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အစားတောက်တွေကိုစစ်စင်ချင်းမစားတဲ့အခါမှာအဝလွန်တဲ့သူတွေဘိုက်ကိုဘိုက်အရန်ပူနေတဲ့သူတွေဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာကအစီအကြံနေနေအညစ်အကြေးတွေစုဝေးနေတာကြောင့်ဖြစ်တယ်ဒါတွေကသူတို့ခန္ဓာကိုယ်ထဲမှာဆိုကြာရှည်တာကြာရှည်ကိန်းအောင်နေမယ်ဆိုမလူလာအပ်တဲ့နော်ယောဂါတွေနာတာရှိယောဂါတွေဖြစ်လာနေတာနော်အဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကျွန်တော်ဒီလိုမျိုးဟာကိုတောက်တုံးပေးတင်နေဒီကောင်လေးကအမြင်တတ်များစွာပါဝင်နေဒီကောင်လေးကို ညာအိတ်ရမဝင်ခင်မှာတနေ့ကိုတထုပ်ပုံမှန်တောက်တုံးပြီးမယ်ဆိုတော့နော်1ကိုမှန်စီတယ်ခန္ဓာကိုယ်ထဲမှာ1ဘိုက်ထဲမှာကြံနေတဲ့1ဘိုက်ထဲမှာတက်ညှိနေတဲ့အစီအကြံနေနဲ့အညစ်အကြေးတွေကိုသူကရှင်းထုတ်ပေးတာဖြစ်တယ်။သူကအရန်ကိုတိတာပါလေညာညာဘက်အဲ့ရမဝင်ခင်တောက်တုံးပြီးမယ်ဆိုမနဲ့ကြိုက်1 1သွားစီပါလေခင်ဗျာ။နော်အဲ့တော့1ချုပ်နေတဲ့သူတွေတို့ကလည်းကောင်းနေလက်ကောင်းယောဂါရှိတဲ့သူတွေတို့ကလည်းအရန်ကိုတင့်တော်တယ်။နော်ဒါဖိုက်တိုပြီး TV တက်တော့ချော်ရီမဟုတ်လေးပဲဖြစ်ပါလေခင်ဗျာနော်။ ဒါလည်းကတော့အခုကျွန်တော်ပြောပြခဲ့တဲ့နော်ဘောက်ဆက်ထဲမှာပါတယ်ပါဝင်ပေါင်ပစ္စည်း၄မျိုးဖြစ်ပါတယ်ဒီဘောက်ဆက်၄ထဲမှာဆိုတော့ဒီမှာ మో ကိုလက်ရှင်ဟာ5ထုပ်ပါတယ် coffee လေးက brazilian coffee က5ထုပ်ပါတယ် protein high pro strawberry က5ထုပ်ပါတယ် phytovi လေးကတော့5ထုပ်ပါပါတယ်အဲ့တော့ဒီ၄မျိုးစလုံးကိုကျွန်တော်နေ့စဉ်တောက်သုံးပြီးမယ်ဆိုတော့ကျွန်တော်တို့ရဲ့တနေ့တာကခန္ဓာကိုယ်ကလမ်းစံတက်ကြွပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝနေထိုင်ဖို့ရရှိမှာဖြစ်တယ် အဲအဲ့ဒီကျွန်တော်အဲ့ဒီရမယ့်အချက်လေးတော့ပြောပြပေးမယ်เนาะဒီချိတ်ဆွတ်စာတွေကိုကြတော့เนาะကိုဝင်ဆောင်မိခင်နေမယ်ကလေးတွေတောက်တော့ဘူးမတင့်တော့ပါဘူးအဲနောက်ပြီးတော့ဒီ၃မျိုးလုံးကကြတော့စီးကျူသမားတွေတောက်လို့ရတယ်ဒီအထူးသဖြင့်ဒီကောလာဂျင်လေးကတော့เนาะစီးကျူသမားတွေတော့တောက်လို့မရပါဘူးเนาะအဲ့ဒါလေးတော့တတိထားပြရမယ်ကျန်တာကတော့စီးကျူသမားတွေတောက်ဖို့တင့်တော့လေကော်ဖီဆိုရင်တော့ပို့ပြီးတော့တော့တင့်တော့လေအင်ဆူအင်ဆူလင်တော့မှသူကပါတယ်ဆိုတော့เนาะအဲနောက်ပြီးတော့အဝလုံတဲ့သူတွေเนาะဝိတ်ထင်းကျင်တဲ့သူတွေပဲဖြစ်ဖြစ်ဝိတ်ချကျင်တဲ့သူတွေပဲဖြစ်ဖြစ် အဲဆိုရင်လည်းဒီဒီဘောက်ချက်ထရာဒီရလေးကိုတောက်တုံးလို့ရပါတယ်။နောက်ပြီးတော့အဲဝါကျင်တဲ့လူတွေဆိုရင်လည်းတောက်လို့ရတယ်နော်။ဒီကောင်လေးကဒီကောင်တို့ protein ဆိုရင်ဒါဝါကျင်တဲ့လူတွေဆိုတောက်တုံးနိုင်တယ်။ဒီကောင်ဆိုလည်းအစာစားပြီးနော်အစာစားပြီးတောက်တုံးပြီးမှဆိုတော့ခန္ဓာကိုယ် weight ကိုအတင်လို့ရပါတယ် weight တင်လို့ရပါတယ်နော်။ Okay အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းကြီးဒါတောက်ပေးမယ်ဆိုရင်မနဲ့နေ့လေညလေတောက်ပေးမယ်ဆိုရင်တေချာပေါ့မိတ်ဆွေရဲ့ခန္ဓာကိုယ်ကတစ်နေ့တာမှလမ်းဆန်းတက်ကြွပြီးတော့ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်မနိုင်ပါပဲဖြစ်ပါတယ်ခင်ဗျ။